ားလုံးပဲမင်္ဂလာပါ Forever Gonna Facebook နဲ့ DR YouTube Channel တို့ကနေကြိုဆိုပါတယ် ျွန်တော်ဒီကနေ့ညမှာတော့ Arsenal အသင်းနဲ့ Sunderland ပွဲစဉ်ဒါ Premier League ပွဲစဉ်စတေရှိတယ်ဗောလေဒီပွဲစဉ်ကို Arsenal အသင်းက Sunderland ရဲ့အိမ်ကွင်း Stadium of Light မှာဒါသွားရောက်ရှင်ပြိုင်ကစားမှာဖြစ်ပြီးတော့ဒါဒီပွဲစဉ်က Arsenal အသင်းတို့ကခဲသွားနိုင်လေဆိုတဲ့ဒါသတင်း report တွေတောက်လျှောက်တက်နေသလိုဒါ Arsenal အသင်းနဲ့ပတ်သက်ပြီးတော့ချီကျူးစကားဆိုထားတာတွေလည်းများစွာရှိတယ်ဒါဒီနေရာမှာ Sunderland ရဲ့ကနဝင်နီးပြကြီးဖြစ်တဲ့နော်ဒါ Harry Redness ကလည်းဒါ Sunderland နဲ့ ွဲအာဆင်နယ်ပွဲစဉ်မှာဒါအာဆင်နယ်အတွက်ဒါဆန်ဒလန်ကတကယ်ခက်ခဲအောင်လုပ်သွားနိုင်နေဆိုတဲ့မှတ်ချက်ပေးစကားတွေလည်းများစွာပြောထားတယ်ဒီကြောင်းရည်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လည်းဆွေးနွေးသုံးသပ်ကြည့်အောင်ပါဒါအရင်ဆုံးအနေနဲ့ Harry Redness ကဘာတွေပြောကြားထားလဲဆိုတဲ့ပုံမှာဒါ Harry Redness ကဒီရာဒီမှာဆန်ဒလန်ရဲ့တိုးတက်လာမှုကတကယ်ကိုအမခံပဲသူတို့အနေနဲ့ဒီရာဒီမှာအရန်ကိုကောင်းနေတယ်ဆိုတာကျွန်တော်တို့တွေလက်ခံရမှာဖြစ်ပြီးတော့အာဆင်နယ်အသင်းရဲ့ဒီရာဒီအကောင်းဆုံးပုံစံရှိနေမှုကလည်းကျွန်တော်တို့ငင်းပယ်လို့မရတဲ့အရာတွေတည်းကတစ်ခုဖြစ်တယ် ဒီနေရာမှာဆန္ဒလင်ကဒီယာဒီရဲ့ဒါကိုယ်လေဥဆောင်သူလို့ပြောရမယ်ဒါဆန္ဒလင်ရဲ့ဥဆောင်သူလို့ပြောရမယ်ဒါဂရနစ်ရှာကာကလည်းအာဆင်နယ်ဘလော့ကောင်းချောင်းဒါစနလန်ကိုသတင်းစကားပါထားမယ်ဆိုတာကျွန်တော်တို့တွေမလွဲမသွေပဲဆိုတာကျွန်တော်တို့တွေတိထားပြီးသားပြီဒါဒီနေရာမှာအာဆင်နယ်အသင်းကိုစနလန်ခက်ခဲအောင်လုပ်သွားနိုင်တယ်ဆိုလို့ရှိရင်တော့ဒါကတာမန်ပရီးမီးယားလိပွဲစဉ်တစ်ပွဲတာဖြစ်သွားနိုင်တယ်ဆိုပြီးတော့ ဒါ Harry Redknapp ကပြောကြားထားပြီးတဆက်ထဲမှာပဲ Arsenal တင်းတာ Sunderland ရဲ့ဒီရာဒီအကောင်းဆုံးပုံစံကိုဒါကြော်ဖြတ်နိုင်ခဲ့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အနေနဲ့ Premier League Champion စုက Arsenal တင်းကိုဒါပေးလိုက်တင်ပြီးဆိုပြီးတော့ဒါ Harry Redknapp ကသူ့တင်းနဲ့ပတ်သက်ပြီးတော့ဘလောက်ကောင်းကြောင်းပေါ့ဗျာဒါပြောကြားထားတယ်ဒီနေရာမှာကျွန်တော်တို့ Arsenal တင်းနေနဲ့ဒါ Sunderland ကိုကြော်ဖြတ်နိုင်မလားဆိုလို့ရှိရင်ကျွန်တော်တို့ဟို personally မပါဘဲနဲ့ကျွန်တော်ပြောမယ်ပေါ့လေဒါကျွန်တော်တို့ ဘလောက်ပဲချစ်တဲ့အသင်းဖြစ်ဖြစ်ကျွန်တော်တို့ဒီလိုမျိုးဘောလုံးပွဲအကြောင်းတွေပြောတဲ့အခါတခြားအသင်းနဲ့ရှင်ပြောတဲ့အခါကျွန်တော်တို့အာဆင်နယ်အသင်းရဲ့ကောင်းကြောင်းတွေကိုကျွန်တော်တို့တွေကဒါကောင်းမှန်းသိတယ်ဒါပေမဲ့တစ်ဖက်အသင်းရဲ့ကောင်းကြောင်းတွေကိုလည်းကျွန်တော်တို့ကပြန်ကြည့်ရတာဖြစ်တဲ့အတွက်အာဆင်နယ်အသင်းအတွက်ဒီရဒီညပွဲစဉ်ကဒါခက်ခဲကောင်းခက်ခဲသွားနိုင်တယ်အာဆင်နယ်တို့ကြော်ဖြတ်နေကြပုံစံဒီအတိုင်းပဲ ်ဒါတစ်ဖက်အသင်းကလည်းကိုယ့်အာဆင်နယ်ကိုဒီလိုပုံစံတိုင်းပြန်ကြော့ဖြတ်မယ်ဆိုတဲ့အနေထားတစ်ခုကဖြစ်နိုင်ပါမလားအာဆင်နယ်အသင်းရဲ့ဒါအားနည်းချက်ကဘာလဲသူတို့အနေနဲ့ရှာနိုင်နေပြီလားကျွန်တော်ကတော့မထင်ဘူးကျွန်တော်ကတော့အာဆင်နယ်ကိုဒါဆန်ဒလန်လောလောလလရှင်ကစားနိုင်နေဆိုရင်တော့ ်ချိန်တိုင်အာဆင်နယ်ကသူ့ရဲ့လှုပ်ရှားရှိတဲ့အလုပ်ကိုကောင်းဆုံးလုပ်သွားမယ်လို့ထင်တယ်။ဘာကြောင့်လဲဆိုအာဆင်နယ်ကဒီညသူ့လှုပ်သူလှုပ်ထားရင်ဒါမနက်ဖြန်မန်စီးတီးနဲ့လစ်ဗာပူးပွဲစဉ်ရှိတယ်။ကျွန်တော်တို့ဒါပရီးမီးယားလိချန်ပီယံတိုက်တဲ့ဆုမှာဆိုဒါဟိုဘယ်လိုပြောမလဲချန်ချန်ပီယံစုအတွက်ဆိုလို့ရှိရင်မန်စီးတီးနဲ့လစ်ဗာပူးကဖယ်ထားလို့မရဘူး။ဒီပွဲစဉ်ရှိတယ်။အဲ့အတွက်ကျွန်တော်အာဆင်နယ်ကိုလို့ကိုလို့ကိုလို့တယ်။ဒါကတော့ထားလိုက်တော့နောက်ထပ်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကျွန်တော်အာဆင်နယ်အသင်းနဲ့ပတ်သက်ပြီးတော့စတီဗင်နီကိုစ်ကအာဆင်နယ်အသင်းနဲ့ကစားတဲ့ အသေးနိုင်ကကွင်းလေကိုအကောင်းဆုံးစိုးမိုးခံရတယ်ဆိုတာဒါကျွန်တော်တို့တွေပွဲစဉ်ကြည့်ရှုတဲ့သူတိုင်းသိတယ်အာဆင်နယ်တင်းကဒါတစ်ဖက်ပြိုင်ဘက်တိုက်စစ်ကိုဘယ်လိုဟန်တားလဲဆိုတာကအစဒါကွင်းလေမှာဘယ်လောက်စိုးမိုးတယ်ဆိုတာအစုံဒါကျွန်တော်တို့တွေသူတို့ပွဲစဉ်ကိုကြည့်တိုင်းအမြဲတမ်းသိရတယ်တရားဒီအာဆင်နယ်ရဲ့ခံစစ်တောင့်တင်းမှုကအရန်ကိုကြောက်ဖို့ကောင်းပြီးတကယ်ကိုကြစ်လက်တဲ့ခံစစ်တစ်ခုကိုပိုက်ဆိုင်ထားတယ်ဆိုပြီးတော့အာဆင်နယ်တင်းကိုဒါချေကျူးစကားဆိုထားပါတယ် တစ်ဆက်တည်းမှာပဲမီခေးအာဒီရာကအချိုသတင်းစာရှင်းလင်းပွဲမှာဒါတရားရကစားသမားတွေကဘယ်ကစားသမားတွေပြန်ပါလာမလဲဆိုတဲ့နေရာမှာဒါမီခေးအာဒီတာကဒီမေကုန်းနေနဲ့ကျွန်တော်ကိုခဏခဏအမေးခံရတဲ့မေကုန်းနေတဲ့တခုဆိုတာကျွန်တော်သိပါတယ်ကျွန်တော်ကစားသမားတွေအမြန်ဆုံးပြန်လာနိုင်မှုအတွက်ကျွန်တော်လည်းမျှော်လင့်နေသလိုဒါသူတို့အနေနဲ့လည်းအမြန်ဆုံးပြန်လာခြင်းပဲဆိုတာကျွန်တော်သိပါတယ်ဒါပေမဲ့ဒီကစားသမားတွေကလာမယ့်စန်ဒလန်ပွဲစဉ်မှာဒါ ပြန်လဲပါဝင်လာနိုင်တယ်လို့ဒါမပါလဲမပါဝင်လာနိုင်ဘူးဆိုပြီးတော့ဒါမိခေအာဒီတာကကပြက်တိကပြက်ချော်ဖြေချသွားတယ်ဒါဒီနေရာမှာ तू ပြောနေတဲ့အတိတ်ပဲက तू လဲတိတိကျကျမသိရသေးဘူးဒီကစားသမားတွေပါဝင်လာနိုင်တာလည်းဖြစ်တယ်ဖြစ်ကောင်းဖြစ်နိုင်တယ်လို့မပါဝင်လာနိုင်တာလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဒါတချို့တနေ့ report တွေမှာဆိုလို့ရှိရင်ဒီကစားသမားတွေအကုန်လုံးကဒီနေရာဖြစ် Vitiogras เนาะ Garia Martinelli เนาะပြောရဆိုဒါကျွန်တော်တို့ Noni Maduki เนาะ Gabriel Jesus ဒါ ပြောရဲ Odigat เนาะဒီကစားသမားတွေရှိတယ်ပြီးရင် Kai Hardback Super 6ရောက်ပါလေ Kai Hardback Super 6ရောက်ဒီကစားသမားတွေအကုန်လုံးကကျွန်တော်တို့ကဒါစပါးနဲ့ပွဲစဉ်မှာပဲအကုန်လုံးမြင်တွေ့ရမယ်ဆိုပြီးတော့ The Daily Report တွေကဒါစိတ်ချရတဲ့ The Daily Report တွေကတောက်လျှောက်ဖော်ပြထားတာမျိုးတွေရှိတယ်အဲ့အတွက်ဒါ BKR Data ပြောကြားထားတာလေကြောညိုကိုတွေကိုဒါသိစေခြင်းနဲ့အနေနဲ့ပဲကျွန်တော်အနေနဲ့ကဒါပြောကြားခဲ့တာပါတစ်ဆက်တည်းမှာပဲနောက်တဲ့ The Daily Report အနေနဲ့ကျွန်တော် Arsenal အသင်းရဲ့ကစားသမားတွေ Piero Incapie ကိုဒါ interview ပြုလုပ်ရမှာ Piero Incapie ရေမင်းအနေနဲ့ ဒါအာဆင်နယ်အသင်းမှာပျော်ရွှင်နေရလားဒီဟာဒီကိုရင်မင်းနေနေဒါအသင်းဟောင်းကိုအသင်းဟောင်းလီဗာပူးစင်ကိုပြန်မလားဒီမှာပဲဆက်နေဖို့ရှိလားဆိုမေးတဲ့နေရာမှာ ကျွန်တော်ဒီအသင်းမှာတကယ်ပျော်နေပါတယ်ဒီအသင်းမှာကျွန်တော်လှုပ်ရှားရှိတာဒီအရန်ကိုများနေသေးပြီးတော့ဒီအသင်းမှာတင်ယူစရာတွေမကုံနိုင်တော့အောင်ပဲဆိုပြီးတော့ပီအေရိုအင်ကပေကသူ့အနေနဲ့အာဆင်နယ်မှာပျော်နေချောင်းကိုဝန်ခံသွားပါတယ်ဒါကတော့အာဆင်နယ်အသင်းနဲ့ပတ်သက်တဲ့ဒီကနေ့ရဆန်ဒလန်ပွဲစဉ်မတိုင်မီကျွန်တော်ရရှိတဲ့သတင်းကြောင်းလေးတွေပဲဖြစ်ပါတယ်ဗျကျောညီကိုရောဘလို့ထင်လဲဆန်ဒလန်နဲ့ပွဲစဉ်မှာအာဆင်နယ်ဘလို့မျိုးတွေဒါ ကစားကွက်တွေခင်ကျင်းပြီးတော့စနေလဲကိုအနိုင်ယူသွားအောင်မယ်လို့ထင်လဲကျောင်းကြီးကိုဒီကောမဝဲမချက်ပေးတော့လို့ရပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒူရီမှာ